ဂျော်ရှော့ဗန်ကိုတန်းစီနဲ့နှိုင်းတာရေးစရာပါအလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ကြိုးဆိုပါလိမ့်မြန်မာပြည်လူမှုကွန်ရက်မှာဂျော်ရှော့ဗန်ကခေစားလာနေပါပြီအွန်လိုင်းဆန်ပေးမြန်မာတိုက်ခိုက်အားကစားလောကအောင်မြင်ဆုံးဖိုက်တာဖြစ်လာတော့မဲ့ဗန်ကလူပိန်းချအေးသားတွေကြားမှာနင်မွန်းလာပါတယ်တချိန်တည်းမှာပဲဗန်ကိုတန်းစင်နဲ့ခိုင်းနိုင်သူတွေလည်းရှိပါတယ်ဗန်က UFC Flyweight 10 Ranking နံပါတ် 1Rival နဲ့ထိုးတက်မဲ့အခြေအနေကို တချင်တော့ကတန်းစင်နဲ့ဂျပန်ဖိုက်တာတာကဲရူရဲ့ပွဲလိုပဲဆိုပြီးပြောဆိုနေကြတာပါတန်းစင်ဟာအတွေ့အကြုံမကြွယ်ဝသေးပဲတာကဲရူနဲ့ရင်ဆိုင်တဲ့လိုမျိုးအခုဗန်ကလည်း rival ကိုမရှင်နိုင်ပဲထိုးရအောင်ပဲလို့ယူဆနေကြပါတယ်ဗန်နဲ့တန်းစင်ကြားဖြတ်တန်းမှုတွေကအများကြီးကွာပါတယ်ဗန်ကကဘာအဆင့်ဖြစ်ပြီးတော့တန်းစင်ကအာရှအဆင့်တော့မရှိသေးပါဘူးဗန်ကကဘာထိတ်တန်း Fury Fight ကနေ UFC ကိုတက်လှမ်းလာတဲ့သူဖြစ်ပြီးတော့တန်းစင်ဟာခုချိန်ထိ1 Championship ရဲ့တဆင့်နဲ့ပြိုင်ပွဲတွေလောက်မှာတော့နေရာမရသေးဘူး တန်စီယာအုံနောက်မတုံးမဲနဲ့စိုင်ထိုးပြိုင်ထိုးဖို့လောက်သာစဉ်းစားတတ်ပြီးဖန်ကတော့ MMA ကစားမကောင်းတယောက်ပါဒီလိုပြောတာတန်စီကိုနှိမ်ချပြောဆိုနေတာမဟုတ်ပါဘူးဖန်ရဲ့တီရှိမှုနဲ့တန်ဖိုးကိုမြင်သာအောင်ပြောတာပါဖန်ကဆွဲဆောင်ရပါတယ်သူ့ရဲ့ခန္ဓာကိုယ်လေးချိန်ကလည်းလက်ရှိသူ့ထိုးနေတဲ့ flyweight တန်းနဲ့အတော်လေးကိုအဆင်ပြေပါတယ်ပုံမှန် weight ထက်အနည်းငယ်ချပြီးတော့ထိုးနေတာဖြစ်လို့သူ့အတွက်ကတော့ AC ပါပဲအခု UFC flyweight တန်းကအဆင့်တင့်နဲ့ထိုးရတာလေမတန်မြာဖြစ်လာတာမဟုတ်ဘူး rival ကိုယ်တိုင်က van ကလာလာရှိတဲ့ UFC fighter တအူးဆိုပြီးတော့ပြောထားပါတယ်ပြီးခဲ့တဲ့နှစ်အတွင်းမှာ UFC flyweight တန်း ranking 15အတွင်းမဝင်ခဲ့တဲ့ Van ကအခု ranking 10အတွင်းကိုဝင်လာပါပြီလူတွေပြောပြောနေသလိုတန်းစင်တဲ့ Takeru လို့မတန်များကြီးထိုးရတာလုံးဝမဟုတ်ပါဘူးအခုလိုထိတ်တန်းပွဲမျိုး season ပေးထားတယ်ဆိုတာက Titan လို့ပါ Dana White ကကဘာစင်ပွဲ season သူ UFC အကြီးအကဲတယောက်ဖြစ်ပြီးတော့အကျိုးများမရှိရင်ဘာမှမလုပ်ပါဘူး Van ရဲ့ဈေးကွက်အနေထားကိုတွက်ဆပြီးတော့ပွဲဆူအောင်လို့အခုလိုတည်ပေးခဲ့တာဖြစ်ပါတယ် UFC level မှာ Van ကတော်တော်လေးကိုလက်ဆွာနေတဲ့ရေသွေးမြင့် fighter ပါ ground နဲ့ striking နှစ်မျိုးစလုံးကိုကောင်းကောင်းရပါလေသူ့အတွက်အခွင့်အရေးဆိုတာမှန်ပေမဲ့မတမ်းမရရတာတဲ့အခွင့်အရေးမဟုတ်ပါဘူးသူ့အနေနဲ့ရသင့်တဲ့အခွင့်အရေးပါပဲ Fury FC ပြိုင်ပွဲတွေမှာဒုံက Van ရဲ့ champion လူပွဲတုန်းကချုပ်ကွက်နဲ့အနိုင်ရခဲ့တာဖြစ်ပါလေအဲ့ဒီစွမ်းရင်ကြောင့်ပဲ Dana White က Van ကိုသဘောကျပြီးတော့ UFC ရောက်အောင်တင်သွင်းခဲ့တာပါ Van ရဲ့အရမောင်းတဲ့ခန္ဓာကိုယ်တိဆောက်ပုံရဆိုလို့ရှိရင်125ပေါင်ဆိုတာပုံမှန် weight အများကြီးပိုမနေပါဘူး တချို့ဝေဖန်နေသလိုမျိုး van ကပွဲကူးကြမ်းပြီးတော့ wake up လောက်ရလို့ထိခိုက်နိုင်တယ်ဆိုတာတိတ်အတိတ်ပဲမရှိလှပါဘူး driver က van လိုမျိုး strike ကစားတာသူနဲ့ပုံစံတူတဲ့သူဖြစ်လို့အထွေထူးတိတ်မကွာဘူး ranking assist တက်ကို short notice နဲ့ဝင်ထိုးတယ်ဆိုတာဝင်ဝင်ရရောဂုံတိတ်ခါရပါကြားစရာမရှိတဲ့ပြင်ဒဏ္ဍာဝရဲ့အရေးပေးမှုလည်းခံရမယ်ဆုံးရှုံးစရာဘာမှမရှိပါဘူး van ကအောက်ပိုင်းအကန့်ခံရပြီးတော့ဒဏ်ရာရနိုင်တယ်လို့ထင်ထားတာလည်းမဖြစ်နိုင်ပါဘူး ဒီအဆင့်ကစားနေတဲ့လူတယောက်ဟာတာမန်လူလိုထိရှလွဲနေမှာလည်းမဟုတ်ဘူးထင်ပါတယ်တကယ်တမ်းအရနေရင်အားကစားကော်မရှင်ကလည်းခွင့်ပြုမှာမဟုတ်ပါဘူးဖန်ကထိုးချိမဲ့လို့ပွဲကူးကြမ်းနေတာလည်းမဟုတ်ဘူးသူ့ရဲ့ရီမန်းချက်ဖြစ်တဲ့ UFC ချန်ပီယံကပတ်နဲ့နီးစပ်အောင်လို့ကြိုးပမ်းနေခဲ့တာပါအခု rival နဲ့ပွဲမှာ van ကသူ့လုံးနိုင်စွမ်းသမျှအကုန်လှုပ်ပြီးတော့နိုင်ပွဲကိုမျောလင်းနေပါလိမ့်မယ်။နိုင်ပွဲရဖို့ကပ်ပြီးမလဲမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဟုတ်ကဲ့ပါဆိုဒီဘုတ်ကတော့ဒီလောက်ပဲဘောရတော့ဘလို့မြင်ကြလဲအခုလိုခိုင်းနိုင်နေတာရောပြီးတော့ဗန်ဒရက်ဒီဘွားတကယ်ပဲခတ်ခဲတဲ့ပွဲလားထင်မြင်ချက်တွေပြောပြီးခဲ့ပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်